အစ္စရေးဟာဂါဇာမှာမမြင်ရတဲ့ရန်သူကိုတိုက်ခိုက်နေတာဖြစ်ပြီးရန်သူတွေကိုလိုက်လံရှာဖွေနေကြောင်းဆီးရီးယားသမ္မတအာမက်အယ်ရှာရာကဒဇမ6ရက်ကဆွဆွဲခဲ့ပါတယ်။ အေဂျရာဟာလွန်ခဲ့တဲ့နှစ်ကအာနာရလာခဲ့ပြီးတဲ့နောက်နိုင်ငံတကာညီလာခံတခုမှအခုလိုပြောကြားခဲ့တာဖြစ်ပြီးသူဟာဒေတာတွေငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့နဲ့ပတ်သက်ပြီးအပြူသဘောဆောင်တဲ့ message တွေပေးပို့ခဲ့တယ်လို့ဆိုပါတယ်။အေဂျရီဟာ၎င်းရဲ့ကမ်းလှမ်းချက်တွေကိုညှင်းပယ်ခဲ့ပြီး Hamas အဖွဲ့နဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခကိုအမျက်ထုတ်နေကလုံခြုံရေးကိုအကြောင်းပြပြီးကျူးကျော်မှုတွေကိုတရားမျှတတဲ့ပုံဖော်နေကြောင်းအေဂျရာကပြောပါတယ်။စီးရီးယားအနေနဲ့ဒီပုံစံမျိုးအတိုင်းကျင့်ကြံပြုမှုမှာမဟုတ်ကြောင်းလဲအေရှာရာကကတိပြုခဲ့ပါတယ်။ ကျွန်တော်တို့ကပဋိပက္ခကိုအမြဲထုတ်နေတဲ့နိုင်ငံမျိုးမဟုတ်ပါဘူးလို့အေရှာရာကဒိုဟာဖိုရမ်မှာပြောကြားခဲ့ပါတယ်။ တချိန်ကအီရန်နိုင်ငံမှာအေဂေတာအဖွဲ့တွေကိုဝင်ရောက်မှုကြောင့်အမေရိကန်ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရဖို့တဲ့အေရှာရာကအစ္စရေးအနေနဲ့ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့အစ္စရေးတပ်ဖွဲ့တွေကိုပြန်လည်ရုပ်သိမ်းဖို့နဲ့1994ခုနှစ်အပြည့်ခတ်ရက်စရေးသဘောတူညီချက်ကိုလေးစားဖို့တိုက်တွန်းခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အစ္စရေးကိုဖိအားပေးဖို့အေရှာရာကတောင်းဆိုခဲ့ပြီးကြိုးကြောင်းမျှတာတဲ့လုံခြုံရေးတောင်းဆိုချက်တွေနဲ့ကိုက်ညီမှုရှိတဲ့ဖြည့်ရှင်းနည်းတစ်ခုကိုရရှိလိမ့်မယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။